န်နေရစကားကိုသာနားထောင်ပြီးဒီကစားမ6ရောက်ကိုသာခေါ်ယူနိုင်ခဲ့ရင်ကမ္ဘာထိပ်သီးကလပ်ဖြစ်နေမယ့် United ။ပရိသတ်များအားလုံးပဲမိန်လာများရွှေရောအိုင်ဘက်ကွန်ရှီကိုအေဂျင့်ကနေပြန်လဲကြိုးလိုက်ပါရင် Rare Rare နေဟာ United ကိုဒီကစားမ6ရောက်ဝယ်ယူဖို့တောင်းဆိုခဲ့မှုပါတယ်။တကယ်လို့သူစကားသာနားထောင်ပြီးခေါ်ယူခဲ့မယ်ဆိုရင်လက်ရှိချိန်မှာတည်နေတို့ဟာကမ္ဘာထိပ်သီးကလပ်ဖြစ်နေမှာမလဲမသိပဲဖြစ်ပါရင် United ဟာနောက်ပိုင်းနှစ်တွေမှာကစားမအယောင်းဝယ်နဲ့ပတ်သက်လာရင်တော်တော်လေးကမှအမှားယွင်းနေများတဲ့အသင်းဖြစ်ပါရင်ရောင်းမဝယ်မှရင်ချိန်ပြန်များစွာလုပ်ပြီးအသင်းကဖြစ်ချင်တိုင်းကိုဖြစ်နေတာပါ။ လောကလာစာမြင်ပါပြီအတင်းအကျပ်အသုံးမဝင်ခဲ့တာတွေအများကြီးပါပဲမာရှယ်ဆိုရင်စေစုံးနေတစ်ခုစာနေနေလာစာလက်ကထိုင်ယူသွားခဲ့တာဖြစ်ပါရင်လက်ရှိအချိန်အထိလည်း United ဟာကစားမခေါ်ယူရမှာဥပမာဒီရီယာလိုအတင်းရဲ့ကနဝင်ကစားသမားတွေကိုရောင်းပြီးအွန်နာနာကိုဝယ်ခဲ့တဲ့ကိစ္စဆိုရင်တော်တော်လေးကိုစိတ်ပြည့်စရာကောင်းတာပါ ပိုင်လန်ကိုလည်းပေါင်တန်း80လောက်ပေးပြီးအခုဆိုရင်အရှုံးခံရအောင်ပါဖြစ်ပါရင်အန်တိုနီလည်းထုံးမချနာဖြစ်ပြီးသုံးစားမရတာမြင်တဲ့အတိုင်းပဲဖြစ်ပါရင် United ရဲ့ PR ကိုဒီကစားသမားတွေမခံနိုင်ပါဘူးအန်တိုနီကိုတန်းတရားနဲ့ဝယ်ပြီး United ကိုအရှုံးခံရအောင်တော့မှာပါဒီလိုမျိုးအလွဲတွေအမားတွေမျိုးကို United တို့ခက်ရဆက်ဆက်လုပ်ခဲ့ပူတာဖြစ်ပါရင်အရင်တော့ကဆိုရင် United ယာယီနေပြရင်းနဲ့ဟာဒီကဘာအဆင့်ကစားသမား6ဦးကိုခေါ်ဖို့တောင်းဆိုခဲ့ပူပါရင်ဒါပေမဲ့ United ဘိုးအဖွဲ့ကငင်းဆန်ခဲ့တာဖြစ်ပါရင်အစောပိုင်းကစားသမား6ဦးတွေကတော်တော်များများဟာအခုဆိုရင် United အသင်းရဲ့ပြိုင်ဘက်တွေမှာအဓိကကစားသမားတွေတောင်ဖြစ်ကုန်ကြပါပြီ Rene ကဆိုရှာထုတ် ခံရပြီးတဲ့နောက်နိုဝင်ဘာ2021မှာ United နေပြဖြစ်လာသူဖြစ်ပါတယ်သူကဂျာမန်ဘောလုံးလောကမှာနာမည်ကြီးဂျင်းချင်း Prince ရဲ့လက်ဦးဖားခင်ဖြစ်တယ်လို့ရခင်ကတော့ Thomas Tuchel တို့ကိုမွေးထုတ်ပေးခဲ့သူပါပြောမယ်ဆိုရင် Rene ဟာဂျာမန်ဘောလုံးလောကရဲ့ Godfather ဖြစ်ပြီးအတွေ့အကြုံရေးမှာနေဒီလိုပုံကမျိုးက United မှာတော့ဘုတ်ဖွဲကြောင့်အဆင်မပြေခဲ့ဘူးဖြစ်ပါတယ်သူက United ကို Premier League 24ဝက်ကင်တွဲခဲ့ပြီး10ဝက်နိုင်9ပွဲတည်9ပွဲရှုံးရလက်တာပေါ်ဆောင်ပေးနိုင်ခဲ့တာပါပေါ်ပြီးထူးခြားတာက Rene ဟာလက်ရှိ United အသင်းနေနဲ့အလုံးစုံပြောင်းလဲဖို့လိုနေကြောင်းအသင်းကနေမထွက်ခင်ထုတ်ပြောခဲ့လို့ပဲဖြစ်ပါတယ် ဒါပဲဇန်နဝါရီအပြောင်းရွှေ့မှာကစားမအင်အားမလောက်တာကြောင့်သူကင်းထောက်ထားတဲ့ကျယ်ဝင့်ကစားမတွေကိုခေါ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ညှင်းဆန်ခဲ့ရပါတယ်။ဒီကိစ္စရည်နဲ့ပတ်သက်ပြီး2022ခုနှစ်အနှစ်စာပိုင်းက ဘက်စတက်ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာရင်းနေက United ကလူလုံးဝမဝင်ကျင်ခဲ့ပါဘူး။အဲဒီတော့ကကျွန်တော်တို့နေ RB Leipzig ကကဘာဒီယောနဲ့အန်ကွန်ကိုတို့ကိုခေါ်လို့ရတယ်။ Morata, Luis Diaz, Blahovic, Haaland တို့ကိုလည်းခေါ်ကျင်ရပါတယ်။ဒါပေမဲ့အသင်းကတော့လူမဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ Rene တောင်းဆိုခဲ့တဲ့ကစားမချောက်ရက်နဲ့၄ဦးဟာလက်ရှိမှာ Premier League အသင်းတွေအတွက်ကစားပေးနေပြီဖြစ်ပါတယ်။ဒီတော့ဟာလူဝအသင်းအဓိကကစားမဖြစ်နေသူဖြစ်ပါတယ်။ကဘာဒီယောနဲ့ Haaland တို့က Man City အသင်းစီပြောင်းရွှေ့ခဲ့ကြတာပါ။ကဘာဒီယောကကဘာဖလားမကန်ရသေးတာမို့ပြောင်းရွှေ့ခြင်းကအရင်မမြင်သေးခြင်းဖြစ်ပါတယ်။ Haaland ကိုလည်း Man City ခေါ်ရမှာ Wildland လောက်ပြောင်းရွှေ့ခြင်းမပေးရ ခဲ့ရပါဘူး။အန်ဂွန်ကူကလည်းချဲစီတင်းစီရောက်ရှိသွားခဲ့တာပါ။အဆိုပါကစားသမားတွေစာယူလိုက်တာအနေအားဒီမှာတိုင်ယာဘာလာစီအားလေးဆန်တို့မှာတီးနဲ့ခရစ်စတီယန်အယ်ရင်ဆန်ကက်စမဲတို့အန်တိုနီတို့ကသာခေါ်ယူခဲ့ပါတယ်။ဒီကစားသမားတွေအားလုံးရဲ့ပြောင်းရွှေ့ခြင်းကရန်နဲ့တောင်းဆိုခဲ့တဲ့ကစားသမားတွေအားလုံးပေါင်းထက်တော့ပုံများနေတာဖြစ်ပါတယ်။ United အနေနဲ့အသင်းကိုစူပါဖြစ်အောင်တည်ဆောက်နိုင်မယ်ခွင့်ရင်းနဲ့လွှဲချော်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။